PUBG Mobile 1v1 Fight မှာအနိုင်ရရှိဖို့တည်ထားတဲ့အချက်၁၂ချက် နံပါတ်၁ကိုကိုကိုယုံကြည်မှုအပြေအဝရှိဖို့ကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်။ငါပြစ်နိုင်တယ်၊ငါလုံနိုင်တယ်၊ဂိမ်းဆိုမှာတော့အနိုင်ရှုံးရှိမှာဆိုတာသိကြပါတယ်။ဘလောက်ပဲကောင်းတဲ့ player မျိုးဖြစ်နေပါစေ၊ကမ္ဘာအကောင်းဆုံး PUBG Mobile player ဖြစ်နေပါစေ၊ပွဲတိုင်း 1v1 fight တိုင်းမှာသူပဲအနိုင်ရရှိမယ်ဆိုတာမျိုးမရှိပါဘူးဗျာ။သူ့လည်းကိုယ်လည်းဆိုတာတော့ရှိပါတယ်။အထူးကအရေးကြီးတာကိုကိုကိုယုံကြည်မှုအပြေအဝရှိဖို့လိုတာဖြစ်ပါတယ်။နံပါတ်၂ကတော့ aiming ကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်။ရန်သူနဲ့တွေ့တိုင်းတွေ့တိုင်းခေါင်းမှာပြစ်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ခေါင်းမှာပြစ်တယ်ဆိုရင်တော့ damage ပိုရရှိမယ်ဆိုတာကျွန်တော်အားလုံးသိပြီးသားပဲ ်ပါတယ်။ဒါပေမဲ့ချိုရန်သူနဲ့ထိတ်တဲတွေ့တဲ့အခါကျွန်တော်ကိုယ်တိုင်လည်းပါပါတယ်ခေါင်းမှာပြစ်ဖို့မိနေတာမျိုးရှိပါတယ်ဗျ။ဒါကြောင့်ချိုရန်သူနဲ့တွေ့တဲ့အခါခေါင်းမှာပြေးရမယ်ဆိုတဲ့အာရုံကိုထားရမှာဖြစ်ပါတယ်။နံပါတ်3ကတော့ movement ပဲဖြစ်ပါတယ်။ movement ကောင်းမှုကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်။တကယ်ချင်းအားလုံးအနေနဲ့ရန်သူနဲ့ပြစ်တဲ့အခါ movement လုပ်ပြီးမှကျွန်တော်ပြစ်မယ်ဆိုတော့တေးကြပါတယ်။ဘယ်ညာလို့ရင်းနဲ့ပြစ်တာပေါ့ဗျ။ဒါပေမဲ့ချိုတကယ်ချင်းတချို့အနေနဲ့ဒီကဘယ်ညာလုပ်ပြီးပြစ်တဲ့အခါဒီကဘယ်ညာကိုလုံးဝမြင်မြန်လုပ်တာမျိုးရှိပါတယ်။ဒါပေမဲ့ရန်သူရဲ့အမြင်ကနေတော့တကယ်ချင်းတော့အနာမှာပဲပေါ့ဗျ။ဘယ်ညာယူနေမှာဖြစ်ပါတယ်။ဒီမှာတကယ်ချင်းတော့ movement ပြီးပြစ်တဲ့အခါလုံးဝ မြင်စရာလည်းမလိုပါဘူးလုံးဝနေစရာလည်းမလိုပါဘူးပုံမှန်နေထား movement ပြီးတယ်ဆိုရင်တော့အဆင်ပြေတာမျိုးရှိပါတယ်ဒီမှာကျွန်တော်နောက်တစ်ချက်ကတော့အတန်နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်အတန်ကောင်းကောင်းနားထောင်တက်အောင်လုပ်ရမှာဖြစ်ပါတယ်အတန်ပေါ်မှာမူတီးပြီးမှတုံ့ပြန်ရတဲ့ game ဆိုတော့တကယ်ကျွန်တော်အတန်နဲ့ပတ်သက်ပြီးမှကောင်းကောင်း idea ရှိဖို့လိုပါတယ်နှကြက်တွေပါတယ်အသုံးပြုပြီးမှဆော့ဖို့ကျွန်တော်ပြောလိုပါတယ်ဒီမှာကျွန်တော်နှကြက်မသုံးမဲ့ဆော့တဲ့တကယ်ချင်းတချို့ကျွန်တော်တွေ့ဘူးပါတယ်ဒီမှာဘလို့ပုံစံဆော့လေတော့မသိပါဘူးဒါပေမဲ့နှကြက်သုံးပြီးဆော့ရမှာဖြစ်ပါတယ်ဒီရဲ့အတန်ကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ဒီမှာကျွန်တော်နောက်တစ်ချက်အရေးကြီးတာတော့ဘယ်အချိန်တက်ရမလဲဘယ်အချိန်ဟိုးလို့ရမလဲ ည်းပဲရှင်ကျော် TPP ယူပြီးမှရန်သူရဲ့အနေအထားကိုကြည့်ရမလဲဒါလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ဥပမာဆိုကြပါစီဗျာကိုနဲ့ရန်သူနဲ့ 1v1 တွေ့တယ်ကိုကရန်သူကို damage ကောင်းကောင်းလေးပေးလိုက်တယ်ရန်သူကနောက်ဆုတ်ဖို့ကြိုးစားတယ်ဆိုရင်အဲ့အနေအထားမှာကိုကရန်သူကို tank rush ရမှာဖြစ်ပါတယ်ဘောက်လေဆိုတော့ရန်သူကသွေးတော်တော်လေးကိုယူနေတာမျိုးရှိပါတယ်ဒီနေရာမှာကိုကလည်းပေါ်ပြဟိုးလို့ပြီးနေမယ်ရန်သူကသွေးဖြည့်တဲ့အထိစောင့်မယ်ဆိုရင်တော့အဲ့လောက်အဆင်ပြေမှာမဟုတ်ပါဘူးဗျာအနေအထားပေါ်မူတီမှာတက်ပြစ်တဲ့အချိန်ကျတော့တက်ပြစ်ရမှာဖြစ်ပါတယ်ဟိုးလို့တဲ့အချိန်ကျဟိုးလို့ပြီးနေရမှာပဲဖြစ်ပါတယ်ဗျာနောက်တစ်ချက်ကတော့နံပါတ်6မကြောက်မလန့်ပါနဲ့ဗျာကျတော့ကတစ်ခါတစ်ခါပေါ့ဗျာရန် သူ squad ကကို့ပေါ်မှာ tar rush လာပြီဆိုရင်ကျွန်တော်ကကြောက်လန့်သွားတာမျိုးရှိပါတယ်ဟာရန်သူဖွဲ့ရကို့ကိုရှင်းလိုက်တော့မှပဲ KDD rank နေကြတော့မှပဲဆိုရင်မှကြောက်လန့်တာမျိုးရှိပါတယ် game ကို game လို့သဘောထားပြီးမှပဲဆော်ပါကြောက်လန့်သွားတယ်ဆိုရင်တော့မလုတ်တင်တဲ့အမားမျိုးတွေလုံးမိသွားမှဖြစ်ပါတယ် aim နေရတဲ့ကျော်လွဲသွားတာမျိုးဖြစ်ပါလိမ့်မယ်ဒါကြောင့်ပေါ့ဗျာမကြောက်မလန့်ပဲနဲ့ game ကို game လို့သဘောထားရင်မှပဲဆော်ဖို့ကျွန်တော်ပြောလိုပါတယ်ဗျာနောက်တစ်ချက်ကတော့ number 9 utility တွေသုံးဖြစ်အောင်ကိုသုံးရမှဖြစ်ပါတယ်ဥမာပြောရမယ်ဆိုရင်လက်ပစ်ပုံတို့မီပလင်တို့ကောင်းကောင်းအသုံးချရမှဖြစ်ပါတယ်ရန်သူကကာပါမှာရှိတယ်ဆိုရင်ရန်သူထွက်လာအောင်လို့ဒီရဲ့မီပလင် ေးနော်ဒီရဲ့ granite တို့တကယ်ကျွန်တော်ပြည့်ရမှာဖြစ်ပါတယ်နောက်ဆုံးကိုကိုကိုနေရာပြောင်းမလို့တဲ့ open နဲ့မှကြီးမယ်ဆိုရင်လည်းဒီရဲ့ smoke တွေပါတဲ့အုံချတက်ဖို့လိုတာပဲဖြစ်ပါတယ်ဗျနောက်တစ်ချက်အရေးကြီးတာတော့ prefire ကိုလည်းကောင်းကောင်းအုံချတက်ရမှာဖြစ်ပါတယ်ကိုကရန်သူကိုတွေးမှတနက်ပြင့်မယ်အဲ့လိုလို့လို့မရပါဘူးဗျဆိုကြပါစို့ဗျရန်သူကဒီနေရာနေလုံးဝပြေးတက်လာပြီဒီနေရာနေတေချာဘောက်ဝင်လာမယ်ဆိုတာတီးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ကတနက်ကြိုးပစ်ထားရမှာဖြစ်ပါတယ်အဲ့အနေထားမှကြီးမယ်ဆိုရင်ရန်သူပြေးလာတာနဲ့ကိုတနက်ကြိုးပစ်ထားနဲ့ကွက်တီးပေါ်ရရန်သူက damage ရှိမှာ knock down knock ဖြစ်နိုင်တာမျိုးရှိပါတယ်ဒါကြောင့်ပေါ်ဗျဒီက prefire ကိုကောင်းကောင်းအုံချတက်ဖို့လိုတာပဲ ယ်ဖြစ်ပါတယ်ဗျာနောက်တစ်ချက်ကတော့နံပါတ်5 position ယူတက်ဖို့ကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ဥမာပြောရမယ်ဆိုရင် angle ယူတာတော့ပေါ်ရပဲနေကနေဘလို့ပြင်ကြောဘလို့ပုံစံရန်သူကိုထိမလဲပေါ်ဗျာနောက်တစ်ခုက high ground တွေပါယူရတဲ့ပတ်သက်ပြီးပြောရမလားနောက်တစ်ခုကဒီကဂုံးတွေကို cover ယူပြီးမှကြောပြစ်တာနဲ့ပတ်သက်ပြီးပြောရမလားအဓိကအပြင် position ယူတက်ဖို့ကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်နောက်တစ်ချက်အရေးကြီးတာတော့ထိတ်တိုက်တွေးတဲ့အခါပုံမှန်မပြစ်ဖ ೇನೆ ပေါ်ရုတ်တရက်မောက်အိပ်ပြီးမှပြစ်လိုက်တာတော့လူထောက်ပြီးမှပြစ်လိုက်တာတော့ထိုင်ထားလို့ရင်လည်းပြစ်လိုက်တာတော့ခုံပြီးပြစ်လိုက်တာတော့ဒါတွေကိုလုတ်တက်ဖို့ကလည်းအရေးကြီးတာဖြစ်ပါတယ်ဒါတွေကိုလုတ်တက်တယ်ဆိုရင်တော့အတိုင်းတာတစ်ခုတီးပေါ် ကတကယ်ကျရန်သူကို surprise တွေပါလုံနိုင်တာမျိုးရှိပါတယ်။ဥမာရန်သူကကိုယ်တက် rush လုပ်တယ်၊ကိုကတခါတည်းအိပ်ပြီးမှကျော်ပြစ်လိုက်တယ်ဆိုရင်ရန်သူရဲ့ကျော် aim ကလွဲသွားမှာဖြစ်ပါတယ်။ဒီရဲ့ကျော် technique တွေကိုလည်းတကယ်ကျကောင်းကောင်းအသုံးပြုထားဖို့လိုတာပဲဖြစ်ပါတယ်ဗျ။နောက်တစ်ချက်အရေးကြီးတာတော့ fight လုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ကြီးက block damage တီထားလဲ၊ကိုယ့်ရဲ့ auto က block damage တီထားလဲဒါတွေကိုကြီးရမှာဖြစ်ပါတယ်။နောက်တစ်ခုကဘယ်တော့မှစိုးပေါ်ရ fight လုပ်တော့မယ်ဆိုရင် full boost လုပ်ပြီးမှအချိုးအပြည့်တောက်ပြီးမှကျော် fight လုပ်တာပိုပြီးကောင်းတာမျိုးရှိပါတယ်။ဒီမှာကျော် knock ဖြေးရမယ့်အနေထားမှကြီးမယ်ဆိုရင်ဒီရဲ့အချိုးတွေကကယ်လိုက်တာမျိုးရှိပါတယ်ဗျ။နောက်တစ်ခုကတော့တကယ်ကျကျွန်တော် close range မှာ shotgun တွေပါတယ် ကင်တက်တယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေတာဖြစ်ပါတယ် shotgun နဲ့ပတ်သက်ပြီးပြောရအောင်ဆိုတော့ aim ကောင်းဖို့ကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ် aim တွေဘာတွေကောင်းနေဆိုရင်တော့ shotgun ကလည်း close range မှာလုံးဝ beast gun လို့ပြောလို့ရပါတယ်ဗျနောက်ဆုံးအချက်အနေနဲ့တော့လေ့ကျင့်မှုပဲဖြစ်ပါတယ်လေ့ကျင့်မှုကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ် warm up မှာကြည့်ရမယ်ဆိုရင် 1v1 fight တွေပေါ်ရပွဲတွေတကယ်ကျွန်တော်ရှာလို့ရတာမျိုးရှိပါတယ်အမှကျော် 1v1 တွေပြစ်ဖို့တကယ်ကျွန်တော်လေ့ကျင့်ပါနောက်တစ်ခုကတော့ aim တွေဘာတွေကောင်းအောင်လို့အတွက်တကယ်ကျွန်တော် training ground တွေဘာတွေလေ့ကျင့်လို့ရတာမျိုးရှိပါတယ် TDM တွေဘာတွေပြစ်ပါနောက်တစ်ခုက classic မှာကြည့်မယ်ဆိုရင်များများတကယ်ကျွန်တော် fight လို့ရမှာဖြစ်ပါတယ် classic မှာတကယ်ကျွန်တော်များများ fight flight လုပ်တယ်ဆိုရင်တော့ဒီက flight တီးကနေတကယ်ကျွန်တော်အတွေ့အကြုံအများကြီးရရှိမှာဖြစ်ပါတယ်ဒီကနေတကယ်ကျွန်တော်သင်ခန်းစာတွေယူလို့ရတာမျိုးရှိပါတယ်ဗျ Okay ဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ပေါ့ဗျာကျွန်တော်အခုဖော်ပြပေးလိုက်တဲ့ PUBG Mobile 1v1 fight မှာအနိုင်ရရှိဖို့ဘလို့အချက်တွေသိထားဖို့လို့လည်းအရေးကြီးတဲ့အချက်တွေကိုကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်တကယ်ကျွန်တော်အနေနဲ့ရော 1v1 fight မှာရန်သူကိုအလဲပြစ်နိုင်မှုအတွက်ဘာတွေလုပ်လဲပေါ့ဗျာ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါတယ်ဗျတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ